မင်္ဂလာပါနော်နေဦးမိသားစုပေါင်းတို့ရေနေဦး family channel လေးကနေလဲပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှလေစာရေးဆရာဆရာကျော်မြတ်ရေးသားထားသောထောင်သို့အဝင်ထောင်မှအထွက်ဝိတုစာအုပ်လေးကို အပိုင်းခွန်အနေဖြင့်ဆက်လက်ပြီးတော့မျှဝေဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင် အလုံးမဲနာတော်တာစင်ခန်းစားပေးကြပါအောင်နော်အခန်း20 ဦးလုံးဝေစေယုံအချုပ်တို့ပြန်ရောက်ခဲ့ရာတွင်နွမ်းနေနေတော့လဲခါတိုင်းလောက်စိတ်ပင်ပန်းရိပ်မထင်တော့ပြီသူဤစိတ်အစင်မှာတည်ငြိမ်လာသည်ဟုဆိုရလိမ့်မလားမထူးတော့ပါဘူးဖြစ်သည်မအကြောင်းအကောင်းပဲဆိုတော့စိတ်ထားမျိုးမွေးလိုက်သည်ဟုဆိုရလိမ့်မလားမသိသူဤဟန်ပန်းမှာအများကြီးတည်ငြိမ်လာသည်ဟုတော့ပြောနိုင်ရ၏အခုတလောသူဤယောဂမှာလဲအတော်လေးကောင်းမွန်သက်သာနေသည် အဲ့ဒီနေ့ညအိမ်ယာအဝင်တွင် ထောင်စေယုံ၌တွေးခဲ့ရသော လူတက်မှုတရေခန်းကိုဆိုသိန်းအကြောင်းမှာသူ၏အတွေ့အကြံတွေသို့တိုးဝင်လာခဲ့၏။သူ၏မိမကြောင့်လူတက်မှုတရေခန်းအဖြစ် အမှုဆိုင်နေရ၏။ကိုဆိုသိန်းမှလည်းမိမကြောင့်ပင် လူတက်တရေခန်းဖြစ်ခဲ့၏။သို့သောအဖြစ်ပြက်ချင်းကမတူပါလေ။သူ့မိမကသူ့ကိုမုံလွန်၍သူလူတက်တရေခန်းဖြစ်ရသည်။ ။ဦးလုံးဝေကကိုချစ်ကိုရှာခဲ့သူ။ကိုစိုးသိန်းမိမကကိုစိုးသိန်းကိုချစ်လွန်၍ကိုစိုးသိန်းလူတက်မှုတရခံဖြစ်ရသည်။ကိုစိုးသိန်းကသူချစ်ကိုရခဲ့သူ။ကိုကချစ်ရတာထက်အချစ်ခံရသည့်ဘဝကို ပို၍မိုးသိပ်စရာကောင်းသည်ဟုဆိုကြတော်လဲ။ကိုစိုးသိန်းမှာသူ့လိုပညာတတ်တယောက်မဟုတ် သူများအိမ်တွင်ကောင်းမောင်းရသည့်ဒရိုက်ဘာ ပညာအခြေခံလေးတော့အတင်အတင်ရှိသည်ရုပ်ကလည်းတာမန် ရွက်ချမ်းရေကျူဒါပေသည်သူကတူရီတော့တထေသမီးကိုရာခဲ့သည်မေတ္တာဤအလားပါမြူးကြွားသည်တက်တံပေါ်တွင်ကစားခဲ့ရသည် သို့တော့မေတ္တာဤအလားတရားကို သူကမထိန်နိုင်ခင်ထိုမှာကိုမိန်မကို ကိုပြန်တက်မိသည့်အဖြစ်နှင့်တိုးခဲ့ရသည်ကိုစိုသိမ်းမှာမန္တလေးအတီကောင်းသလို့ သူ၏အတန်ဝါကြီးမှလည်းဆွဲဆောင်မှုအားပြည့်ထင်သည်တနက်ဖက်ကုံတဲ့ကြီးတထင်းဥပအေးအိမ်တွင်ကားဒရိုက်ဘာအဖြစ်ဝင်ရောက်လုပ်ကိုင်းခဲ့ရာတကူရီတကာရသမားဖြစ်သမို့ကားယုံအပေါ်ထက်လေးတွင်နေခွင့်ရခဲ့သည်တထင်းဥပအေးအိတူရီသောသမီးရှယ်လီဘာအေးခေါ်စိမ့်ရွေအိအိတ်သောအခန်းမှာ ကိုဆိုသိမ့်နေသောကားယုံဘက်တွင်ရှိသဖြင့် ညာကြဘေဒချင်းဆိုရမည်ကိုစိန်ွဲ့အေကညဏီကလေးကမာထားလေရှိ၏ကြာတော့လဲကိုဆိုသိမ့်မှာစိန်ွဲ့အေအတိတ်တော်ဖြစ်လာရသည်မဖေရလေးအိဆက်ပြောဖို့အတွက်ကိုဆိုသိမ့်မှာတချင်းတပုတ်ပြီးတပုတ်ဒီကျူးခဲ့ရ၏ကိုဆိုသိမ့်ကြီးကိုဆိုသိမ့်ကြီးနဲ့ပျောပီနေတတ်သည်ចောင်းကြိုចောင်းပေါ်သွားရတွင်လဲကိုဆိုသိမ့်နဲ့သူနဲ့နှစ်ယောက်တည်းကိုဆိုသိမ့်သည်မတန်နိုင်တော့ တရေပေါ်အိတ်တရေနာစာဘဝတို့ပင်စွတ်တူဝင်လိုက်ရတော့ဤပထမတော့တထေကြီးကပြပြခါခါပြာပုံတိုးချင်တဲ့သမီးပြာပုံထဲမှာနေပလင်စီတော့ဟုပြစ်ထားလိုက်သည်နောက်ပိုင်းကျတော့မိဘမြတ်တာယိုဖိတ်ခဲရပြန်သည်ကိုစိုးသိန်းကအနေတိုင်းမပြောင်းတထေသမက်ကိုင်းမဖန်မဲဒရိုင်ဘာဘဝဒုံကားလိုပင်ကြိုကြိုနုံနုံနေထိုင်ခဲ့သောကြောင့်ရွှေရင်ပကံတဲ့အဖြစ်မရောက်ဖဲတဖြည်းဖြည်းနေရာပို့ပေးခြင်းခံခဲ့ရသည် စိမ့်နှွေအေးကလည်းကိုစိုးသိန်းကိုတိတ်ချစ်အလွန်ချစ်ဒီအိမ်အောင်မျိုးဟာဒီတပန်တတဆုံပျော်ရွှင်စွာပေါင်ဖက်ကြလေသည်တတိဟုဇက်သိမ့်မှုကောင်းလွန်လာတော်လဲဖြစ်ချင်တာမဖြစ်ရတော့လောကဓမ္မတာလမ်းကြောင်းမော်သူတတိဥပ္ပအေးနှလုံးယောဂဖြင့်ရုတ်တရက်ကွယ်လွန်သွားခဲ့သည်တတိသမက်ကတတိဖြစ်လာသည်ငွေကိုလက်လွတ်စပယ်တုံနိုင်သည့်အစင်ရောက်ပြီးမှငယ်၍လှသော ဖြောင်း၍တောင်းသော ရမဲအေဂရီလေးများဤအညုအတာအခေယာဝဲထဲမှာ ကိုဆိုးသိန်းတယောက်တဟာဟာရေမောရင်နစ်ပင်ရင်နစ်ခဲတော့ဤစိန်ွဲ့အင်းနဲ့တချက်ချက်ဘဝကိုမေ့လေးပြီစိန်ွဲ့အေးကဗန်အန်ငွေအားလုံးကိုပြန်ထိန်လိုက်သည်လုပ်ငန်းခွင်မှာလည်းပန်နေသောငွေများကိုလည်းလက်လန်းမိသည်များသိမ်းလိုက်သည်လင်မယားတွေအကြီးအကျယ်စကားများကြသည်ကိုဆိုသိန်းကစိန်ွဲ့အေးမခံမရနိုင်လောက်အောင် အရွဲတိုက်ပြလိုက်သည်ရမဲအင်္ဂလိပ်လေးတယောက်ကိုအိမ်မော်ခေါ်တင်ပြီး စိမ့်ွယ်အေးရှိမှစိမ့်ွယ်အိမ်မျက်လုံးတွေပြဝေသွားသည်တတိအစဉ်ကင်းလွတ်သွားသည်ဒေါသရိတ်လွမ်းထင်သွားသည်မှန်တင်ကုန်ပေါ်တွင်ရှိနေသောကကြေးမှာစိမ့်ွယ်အိမ်လက်ထဲသို့ရောက်သွားပြီးနောက်ကိုစိုးသိမ့်ဤအာကနေအော်တန်နှင့်အတူဝုံဝုံတိုင်းတိုင်းဖြစ်သွား၏စိမ့်ွယ်အိမ်မှာလည်း ထိုကကြေးတန်းနေပင်လဲကြသွားခဲ့၏လောဘဒေါသမောဟဤသားကောင်းလူသားများမှာလောဘကိုဖြစ်စေဒေါသကိုဖြစ်စေထိမ့်သိမ့်နိုင်စွမ်းမရှိသောအခါတွင်မေတ္တာနှင့်သစ္စာတရားကိုမျက်ကွယ်ပြုသည့်ပြင်၍မရသောအမားကိုကျူးလွန်တတ်ကြ၏နှစ်ကိုသစ္စာအစိုးမေတ္တာမသွေတမ်းရွှေချမ်းကိုဆိုသည့်သစ္စာတိုင်းပပြိုးမှာ ဘယ်စီတို့ လွင်ပြောင်းသွားပြီးမသိတူဦးကိုတူဦးသွေးထွက်တန်ယိုအမှုကို ကျူးလွန်ခဲ့ပြီးနောက်ကိုစိုးသိန်းတယောက်အချင်းခံဘဝမှကျိုးစင်နဲ့ကျိုးကွင်းကိုလှမ်းမြော်ကြည့်နေရသည့်လူသက်မှုတရားခန့်အဖြစ်ရည်တည်နေရပေပြီသည်အခန်း27မီတဇင်ကိုစစ်ဆေးပြီးကြံတေလိုပြတသိမြောင်ကိုဆက်လက်စစ်ဆေးရန်နှစ်ရက်ကြာ၍ချိန်ဆလိုက်၏ နှစ်ရက်နာပြီးနောက်တနေ့မှာယုံထွက်နေဖြစ်၏ထိုနေ့မှာယုံထွက်နေဖြစ်သလိုထောင်ထဲသို့ပြန်ရမည်နေလည်းဖြစ်ပေသည်ဥလုံးဝေယောဂမှာထောင်စီယုံတွင်ဆက်လက်ကိုသားရဲ့အနေထားရှိနေပြီးဟူဆရာဝန်ကြီးများ၏မှတ်ချက်အရထိုနေ့ယုံထွက်မှအပြန်တွင် စေယုံအချုပ်တွင် မနေရတော့ဘဲထောင်စီယုံသို့ပြန်ရတော်မူဖြစ်၏ ဦးလုံးဝေကိုရိုင်းကစေယုံအချုပ်တွင်နေရသည်ကိုညီငွေလာပြန်သောကြောင့်ဆရာဝန်ကြီးများအားတင်ပြခဲ့ရမှအဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်ရာဒေါ်စိန်မမမှရှင်ဘတ်စီတီဖြစ်သွားခဲ့သည်။တားဖြစ်သူစေယုံ အချုပ်မှနေဖို့အတွက်သူမှစူးစမ်းလိုက်ရသည်ဖြစ်ခြင်းရှိခုတားပြစ်သူကိုယ်တိုင်ကထောင်ထဲပြန်ခြင်းပြန်ပြီဆိုတော့အခက်သား ပွန့်ပွင့်လင်းလင်းဆက်ဆန်းတတ်သောအပေါင်းအသင်းတင်များကိုခင်မင်ခဲ့ရသည်မှသူအတွေ့ဘဝအတွေ့အကြုံအသက်ဆန်းများတထွေးတပိုက်ကြီးရလိုက်၏စီယော့အချုပ်ထက်ပို၍လူများသော ထောင်ထဲတွင်ထိုထက်မကသော အတွေ့အကြုံများပို၍ရလိမ့်မည်ထင်ပြီး ထောင်ထဲသို့ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပေသည်ယုံကြည်နေတွင်ဥလုံဝေးစိတ်မှာခါတိုင်းထက်ပို၍ပေါ်ပါသလိုရှိနေသည် အခါတိုင်းအပြင်မှာသူယုံသွားတရားသည့်သဘောမျိုးတို့ပဲသဘောမူလိုက်သည်ယုံတို့ရောက်သည့်အခါတွင်လဲသူ၏အမူအရာမှာအေးအေးစစ်စစ်တော်စိန်မမ၏စိတ်ထဲတွင်တားပြစ်သူ၏အပြောင်းလဲကိုအံ့ဩတကြီးဖြစ်ခဲ့ရသည်ထို့တက်ပေါ်၍အံ့ဩရသည်မှာတားပြစ်သူ၏ပါဇက်ပြားမှထွက်လာသော စကားလုံးများကြောင့်ပင်သည်မမီတရားတစ်ပါးနှင့်ပတ်သက်တဲ့စာအုပ်တွေကျွန်တော်လိုချင်တယ် တားကတရားနဲ့ပတ်သက်တဲ့စာအုပ်တွေလိုချင်နေနော်။တားအတွက်လား။ဒီပြင်လူအတွက်လား။ကျွန်တော်အတွက်ပါမမီရဲ့။ဒီလိုဆိုရင်မမီမနဲ့ဖန်မဲပို့ပေးပါမယ်။ကျွန်တော်ထောင်ထဲမှာအေးစီစီလေးလာခြင်းလို့ပါ။တားအမှုအတွက်စိတ်လျှော့လိုက်ပြီလား။ကျွန်တော်ဥပိ္ပခာပြုထားလိုက်ပါပြီ။တားလွတ်မှာပါ။ တောင်မိနေအောင်စကားကောင်းနေစဉ်ရှင့်နေကြီးဦးခင်မောင်တန်းရောက်လာပြီးဦးလုံးဝေကိုတနည်းအားသို့ခေါ်၍တိုးတိုးကျိတ်ကျိတ်ပြောဆိုကြပြန်၏ထိုစဉ်မှာပင် ရှေ့ဘက်စီရင်ကြီးထွက်လာပြီးတရခွင်စာတော်မြည်အကြောင်းသတိပေးလိုက်၏ရတလီပေါန်တာနဲ့နီရှာနယ်ရေမွေးနဲ့လိုင်လာသည်မိသစဉ်ရောက်လာသည့်အမတ်အသားတရင်လိုပြတတ်သည် ကိုသိမ်းမြင့်ကို စတင်စစ်စီခဲ့၏ ကိုသိမ်းမြင့်ကရဲဌာနတွင် အစေခံခဲ့သည့်အတိုင်းပင်သူကြားခဲ့သည့်များကို အစေခံသွား၏ဥက္ကမောင်တန်ကမိကွန်အနေငယ်သာမိခဲ့သည်ကိုသိမ်းမြင့်ကရုံးမာလို့တယ်နော်ဟုတ်ပါတယ်ဥလုံးဝေရိုမီသားစုနဲ့အရင်အားသိခဲ့ဘူးသလားရင်းရင်းနှီးနှီးမသိပါဘူးမြင်မှုတွေ့မှုယုံပေါင်းလောက်ပါပဲမူကင်းဖြစ်ရနေရာကိုရဲတွေလာတော့ကကိုသိမ်းမြင့်ရှိတယ်နော်ဟုတ်ကဲ့ရှိပါတယ် အဲ့ဒီတုန်းကကိုသိမ့်မြင့်ကြားခဲ့တာကိုအစ်စ်မခံခဲ့ဘူးနော်ဟုတ်ပါတယ်နောက်မှအစ်စ်စည်းခံနေဆိုတော့လူစုံတဦးရဲ့တိုက်တွန်းမှုကြောင့်များဖြစ်မလားလို့ဟုတ်ပါတယ်ဘလို့ပါလဲကိုသိမ့်မြင့်ကျွန်တော်ကြားခဲ့တာကိုပထမတော့ယင်းသူများကိုပြောပြခဲ့ပါတယ်နောက်ဒေါ်မီတင်ကျွန်တော်စီလာပြီးတော့ရဲဌာနမှာထွက်ဆိုချက်ပေးဖို့တိုက်တွန်းခဲ့ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီလောက်ပါပဲ ဥက္ကမောင်တန်း၏မျက်နှာပေါ်တွင် အပြုံးရိပ်များတည်တည်သားသားရှက်တန်းသွားသည်တဖက်တော်ရှင်နေကြီးကမူကိုသိမ့်မြင့်ကြားလိုက်ရသည် ဆိုသောစကားများကိုသာမပေါ်လွင်ပေါ်လွင်အောင် အသေးစိတ်မေးမြန်းခဲ့သည်မှာအပထူးထူးခြားခြားမေးခွန်းမထုတ်ခဲ့ပေနောက်တဦးမှခြံဆောင်ကိုပြူကိုပြူကိုကိုခင်မောင်တန်းမေးခဲ့သည့်မေးခွန်းမှာခမရအင်းကပစ္စည်းခိုးလို့ဥလုံးဝေကကျိန်မောင်းဘူးတယ်ဆိုတာဟုတ်သလားမဟုတ်ပါဘူး ခမားကတချိန်တခါမှခိုးမှုမကျူးလွန်ခဲ့ဘူးလားဆွဆွဲခံရတာပါအဲ့ဒီပစ္စည်းကိုပြန်ပေးပြီးခိုးမှုကိုဝန်ခံတောင်းပန်လို့ဦးလုံးဝေကခမားကိုရဲဌာနမပို့တော့ပဲတစ်ချက်နှစ်ချက်ရိုက်ခဲ့ဘူးလားဟုတ်သလားမဟုတ်ပါဘူးဒါဖြင့်ဘာကြောင့်ရိုက်ဘူးတယ်လို့ထွက်ဆိုခဲ့တယ်အเจ้าမဲ့ရိုက်လို့ပါခမားကိုဦးလုံးဝေကအเจ้าမဲ့ရိုက်တယ်ပေါ့ဟုတ်ပါတယ်ခမားအရက်တောက်တတ်တယ်နော် ဟုတ်ကဲ့တခါတည်းရမှာခမားရံမှုပြီးစူစူညံညံလို့လို့ဥလုံးဝေကအလုတ်ထုတ်ပြမယ်လို့တော့ဒေါ်မေတစင်ကခမားဘက်ကအကာအကွယ်ပေးတာမဟုတ်လားမတရားထုတ်တာမို့အကာအကွယ်ပေးတာပါခမားတော့ပြန်တော့ကဒေါ်မေတစင်ကအဝစ်စားအထုတ်ထုတ်ပေးလိုက်တာဟုတ်သလားဟုတ်ပါတယ်ခြံဆောင်ကိုပြူကိုတရေလိုပြတဲ့တဲ့အဖြစ်တင်ပြတော့လေအိမ်ပေါ်ထွေးပူကိုမူတရေလိုပြတဲ့တဲ့စီရင်တွင်မထက်တွင်ခဲ့ပြီး ကြံတရလိုပြသက်သေများမှာထူးထူးခြားခြားမေးစရာရှိသဖြင့်ဥက္ကမောင်တန်းကအနေကျင်သာမေးခဲ့၏အမှုစဉ်အရာရှိကို စစ်ဆေးသည့်အခါတွင်မူလက်မောင်မောင်နှင့်ပတ်သက်၍စုံစမ်းခဲ့ပုံများလက်မောင်မောင်မိမမှုပွေခဲ့ရှုပ်ခဲ့ပုံများမိမမှုရှုပ်ပွေလွန်သည့်ဖြင့်လက်မောင်မောင်အပေါ်တွင် ရန်ညိုးဖွဲ့သူများကြောင့်ဥလုံးဝေကိုတရခန့်အဖြစ်ဆွဲချက်တင်ရာတွင်မြည်သည့်အထောက်ထားမြည်သည့်အချက်လက်များပေါ် မူတီကဲပုံများကိုမှုကင်းအစာတွင်ဖော်ပြခဲ့သလိုအသေးစိတ်မေးမြန်းခဲ့ပေသည်တရားလိုပြသက်တည်များကိုစစ်ဆေးပြီးနောက်အမှုစစ်ဆေးခြင်းကိုရန်နာ၍ရချိန်ပေးလိုက်၏မိတို့ပင်ဆိုစီဥက္ကမောင်တန်း၏အစိုးရအမှုအခြေအနေမှာသူတို့ဘက်တွင်85ရာခိုင်နှုန်းအလေးတာနေပြီဟုဆိုခဲ့သဖြင့်ဦးလုံးဝေမိသားစုအားလုံးမှာတပြုံပြုံဖြစ်နေကြပေသည် ဦးလုံဝေမှာသူနေထိုင်ခဲ့ရာ ထောင်စည်းရုံတို့ပြန်ရောက်တွင်ရခင်သူနှင့်အတူနေခဲ့ဘူးသူများမှာထောင်စည်းရုံ၌မရှိကြတော့ပေကကြီးဆရာကိုစိုးသိမ့်ပင်အချုပ်ဆောင်တို့ပြောင်းရွှေ့ခဲ့ရပြီဖြစ်သည် မိတ်ဆွေအသင်များနှင့် ပေါင်ရအသင်အမည်စည်းရုံတန်းစီမှလည်းလူသည်တောင်တဲမှာကအနေတဲ့ထိုင်တဲ့မှာအထာကင်နေလို့မဖြစ် ကိုကအပြင်မှာဘာကြီးဖြစ်ခဲ့သည်ဘလိုလူရန်စားဖြစ်ခဲ့သည်ဘလိုအနေထိုင်မျိုးနှင့်နေထိုင်ကက်သည်များကို ထောင်ထဲရောက်သည်နှင့်မေးပြလိုက်အပြင်က အရေးကိုခွာခြားပြလိုက်အပြင်ကဟန်တွေမန်တွေကို ယူဆောင်မသွားလေနှင့်မော်ကြောစိုက်သွားမည်ထောင်ထဲမှာကဒါတွေကိုအတိမတ်ပြူသည်မဟုတ်ယောမရောက်ရင်ယောမသားလိုကျင်းပါဆိုသောထုံကိုနှလုံးမူနိုင်မှာပါလူမဟုတ်ရင်မလွယ်ကြော ဥပမာဆောင်းပြစရာအဖြစ်ပြက်တစ်ခုရှိခဲ့ဘူးသည်ဌာနတစ်ခုမှမင်းကြီးတယောက်စသုံးလုံးအဖွဲ့ကြီးပေါ်ကားစာစသုံးလုံးမှဖန်တော်အမှုနှင့်ထောင်ထဲရောက်လာသည်အဆိုပါမင်းကြီးမှအပြင်ကလေးကအလွန်မာနာကြီးသည်ဝင့်ကြွားသည် မောင်းမာသည် ထောင်ထဲကို ရွှေထီးဆောင်းပုံစံနှင့် ဝင်ခဲ့သည်အတိတ်အရေးများကို သူနှင့်အတူကဲ့ယူလာခဲ့သည်ငွေကိုလန်းခင်ပြီ ထောင်ထဲကိုဝင်လာသူမှုမကင်းနိုင်သူများကဝိုင်းပင်ကြသည်မိုးထီအောင်မြောက်ကြသည် ဝင်လာကလေးကခက်ကြွားကြွားထောင်မူကြီးကိုယ်တိုင်ကတလေးတစားဆက်ဆံခဲ့သမို့ထောင်မူလေးအစရှိန်တိန်တိန်ဖြစ်ခဲ့ရသည်အကျဉ်းသားတွေကတော့ဘာပြောကောင်းအဲ့ဒီတုန်းကရန်ကုန်ထောင်မှာစံပြထောင်စနစ်ကျင်းသုံးကားကစံပြပုံစံတိဆောက်ကားစာထောင်ဒီထောင်နဲ့လုံးဝမတူ စီးလို့ဝါလို့ဖြစ်နေတိုင်းဖြစ်နေသည့်အချိန် အနီမင်းကြီးမှာထီမိုးရသူ ရေလဲလုံးကြီးမျက်နှာတော်ပေါ်မှာကာရသူအနေဆက်ရသူရက်ခတ်ပေးရသူထမင်းပွဲပြင်ပေးရသူစာသည့်စာသည့်အချံရံတွေအနာမှာဝိုင်းဝိုင်းလဲအောင်ထားပြီး အခန့်သာအဆန့်သာနေထိုင်ခဲ့၏ပြီးနိုင်ကန်းနိုင်ကျွေးနိုင်မွေးနိုင်မို့လှုပ်ပေးခြင်းသူတွေများမှများပြီးချင်းထောင်ထဲရောက်နေပါကလားဆိုသည့်အသည်မျိုးနည်းနည်းမှမမွေး ဟန်တခွဲသားမန်တခွဲသားနဲ့မင်းကြီးဖြစ်စဉ်က အချိုးတွေနဲ့အတူနေထိုင်ခဲ့သည်ဖနက်ကိုပင်၃လေးမျိုးထားစီသည်အဆောင်မှနေစဉ်စီသည်ဖနက်ရေချိုးသည့်အခါစီသည်ဖနက်အိမ်သာတက်စီသည်ဖနက်ရုံးတွက်လင်းစီသည်ဖနက်စီစာကလည်းကြောင်းပါပြီတနေ့ကိုအဝတ်အစား၃ခါလောက်လဲသည်အိပ်ရခင်း၂ခါလောက်လဲသည်ပြီးနိုင်ကန်နိုင်သမို့လဲသူ့လို့လို့သည်မဖြစ်နေသည်ပြီးသူက အထူရန်အကျဉ်းသမားမင်းကြီးဆိုသည့်အရှိန်ဝါကိုနည်းနည်းမှမလျှော့ထောင်ထဲရောက်နေသည့်တိုင်မင်းကြီးဟုခေါ်လျင်သဘောခွေမနှောတွေ့တပြုံပြုံနေအကျဉ်းသားများတဲ့တွင် သူ့လိုတို့ပါသူရှိသလိုသူ့အလိုမပါသူတွေလည်းရှိသည်အမြင်ကက်နေသူတွေလည်းရှိသည်တနေ့တော့သူ့ကိုအမြင်ကက်နေသူအကျဉ်းသားတစု အတိုင်းပင်ပြူကြသည်ဒီငနေကြီးကိုချွတ်ရအောင်ဟုသူကမနဲ့တိုင်းစေယုံသွားလေးရှိရာ ဆေးရုံဆောင်အကွေမှလူပြတ်သောကြောင့်အကြံသမားများက ထိုနေရာကိုရွေးထားကြ၏သူစီယုံမှာပြန်တွင် ရုပ်ပြက်ဆောင်နေသူများကသူနှင်းတကွနောက်တော်ပါအကျဉ်းသားထီတော်မို့တူဤမျက်နာကိုနရုတ်ရည်နှင့်ပဲ၍လူခဲ့ကြ၏သူဤဘက်ကောင်ဖောင်တိန်နှင့်အိုမီဂါနိုင်ကြီးပါသွားယုံမကလင်းငါးကျလောက်အထုအထောင်းခံလိုက်ရ၏နောက်သူတို့ကပြောသွားကြသည်သည်ထောင်ထဲမှာထောင့်အထာအတိုင်းနေပါ ဟန်တလုံးပန်တလုံးနေရင်ဒီထက်ပိုဆိုးမယ်ဆိုတာမှတ်ထားပါတယ်။ယင်းအဖြစ်ပြက်မှာထောင်တင်းရောက်လာသူများကိုယောမရောက်ရင်ယောမသာလိုချင်မှဟူတည်ပေးနေသည်တို့ရှိခဲ့ခြင်း၏။ထို့ကြောင့်ဥလုံးဝေက သူ့အပြင်မှာဗာကြီးဖြစ်ခဲ့သည်ကိုထောင်ထဲမှာဘယ်တော့မှပြောလို့မရှိမြင်သူကိုမစိုးတဲအောင်ပောင်း၍တင်းတလို့နေထိုင်ခဲ့၏။သူ၏အမှုစစ်ဆေးခြင်းမှာလည်းပြီးဆုံးခြင်းတို့ရောက်တော်မူ ယခုတပတ်ယုံထွက်နေမှာသူကိုယ်တိုင်အစ်စ်ခံရမည်နေပေသည်အခန်း20နေဦးလုံးဝီအစ်စ်ခံရမည်နေကမေတ္တဇင်ယုံတို့လာရာတွင်ရုပ်ရှင်မင်းသမီးရှုံလောက်အောင်ပြင်ဆင်လာ၏သူ၏အသက်ပင်ငယ်သွားသည်အောင်ထင်ရသည်မိကောင်ပေါမလေးတို့၏အစဉ်ပြန်အတိုင်းဆင်ရင်ချေတာထုံပွဲလာ၏ဟန်ပန်အမူအရာမှာလဲတွေ့နှဲ့နေသည်ငယ်မူပြန်ပြီးနေကဲ့သို့ရှိခြင်း၏ ထုံးစံအတိုင်းသူမ၏တွဲပေါ်လေးမှာကန့်လျက်ပါနေသည်ဦးလုံးဝေအစစ်စစ်ခံမိနေရကိုရှင်းရှင်းထင်ထင်မြင်နိုင်မိနေရမှစောစောစင်းစင်းနေရယူထားသည်တရားခွင်စသည်နှင့်မေဒစင်ဘက်သို့လုံးဝမျက်နာမငယ်တော့ဘဲတရားသူကြီးကို မျက်နာမူလျက်အစစ်စစ်ခံသွားခဲ့၏ရင်းတို့အစစ်ခံနေစဉ်ဦးလုံးဝေဟန်ပန်အမူအရာမှာတီတီငိမ့်ငိမ့်ပင်ရှိနေသည်ဦးလုံးဝေထွက်ဆိုချက်မှာယိုယိုလေးပင်ဖြစ်၏ လေးစားအပ်တဲ့တရားသူကြီးမင်းခင်ဗျာကျွန်တော်ဟာမိသင်းကိုအတော်ဆွဲလန်းနှစ်သက်ချစ်ခင်မြန်နိုးခဲ့တာမှန်ပါတယ်။ဒါကြောင့်လဲမိသားဖသားပြီးပြီးလူကြီးဆောင်ရနဲ့ကြောင်လန်တောင်းရန်ခဲ့ပါတယ်။အဲ့ဒီတော့ကသူဟာညင်းပယ်နိုင်တဲ့အခွင့်အရေးရှိပေမဲ့လို့မညင်းပယ်ခဲ့ပါဘူး။သူနဲ့ကြော်ကြော်အကြောင်းကျွန်တော်ပြောတယ်ဆိုတာလည်းမှန်မှန်ပါဘူး။ကြောင်းသူနဲ့ကြောင်းသားတွဲတယ်ဆိုတာမဆန်းပါဘူး။ကျွန်တော်လည်းဒီလောက်ပဲသိပါတယ်။ ကျွန်တော်နဲ့အိမ်အောင်ကြပြီးမှပဲမိသစင်ရဲ့သဘောထားနဲ့ဗီဇကို နားလဲခွင့်လွှတ်ခဲ့ပါတယ်။လူကြီးမိဘတွေပေးစားပြီးမှချစ်ချစ်ခင်ခင်ယာသက်ပံရိုးမြေချပေါင်းသိမ်းခဲ့ကြတဲ့အိမ်အောင်တွေအများကြီးရှိပါတယ်။ကျွန်တော်လည်းအဲ့ဒီအတိုင်းတာကို မျှော်လင့်ပြီးသူ့အပေါ်မှာတီးခံခွင့်လွှတ်ခဲ့ပါတယ်။ဒါပေမဲ့ဗီဇကပါလာတဲ့ဇာကကိုတော့မြင်လို့မရနိုင်အောင်ပြစ်ခဲ့ရပါတယ်ခင်ဗျာ။ ်မေတ္တဇင်ရဲ့အရှုပ်တော်ပုံစံလန်းတွေကိုတော့အကြောင်းအကြောင်းကိုငဲ့ပြီးအသေးစိတ်အစ်စ်မခံလို့တော့ပါဘူးမပြောမဖြစ်တဲ့အကြောင်းလောက်ကိုသာကျွန်တော်ထွက်ဆိုအစ်စ်ခံသွားပါမယ်ခင်ဗျာကျွန်တော်နဲ့ပေါင်းတင်နေတဲ့ကာလအတွင်းအိမ်အောင်ရေးဖောက်ပြမှု၅ချိန်ဖြစ်ခဲ့ပါတယ်တည်ဆုံးသူလက်မောင်မောင်အပါဝင်မှာယခုလက်ရှိကလေးဟာလဲကျွန်တော်နဲ့ရတဲ့ကလေးမဟုတ်ပါဘူးကျွန်တော်နဲ့ကလေးမရနိုင်ကြောင်းကိုတိကျတဲ့အထောက်အထားစာရွက်စာတမ်းများတင်ပြထားပြီးဖြစ်ပါတယ်ခင်ဗျာ။ အဲ့ဒီလိုမနှိမ့်မြို့စရာသူ့ရဲ့အမှုကျင့်တွေကိုသိနေပါရဲ့နဲ့သူ့ကိုကွာရှင်းပြက်ရှင်းတဲ့အနေအထားကို မရောက်စေတာကတော့ကျွန်တော်သူ့ပေါ်ဆွဲလန်းနှစ်သက်မှုကိုမဖြောင့်နိုင်တာနဲ့နှစ်ဖက်မိဘများရဲ့ဂုဏ်သိက္ခာနဲ့ကျွန်တော်ရဲ့ဂုဏ်သိက္ခာကိုငဲ့ညာခဲ့ရလို့ဖြစ်ပါတယ်။အဲ့ဒီငဲ့ညာမှုကအခုလိုကျွန်တော်ကိုတရားခံဘဝရောက်စေခဲ့ပါတယ်။လက်မောင်မောင်တည်ဆုံမှုမှာကျွန်တော်ဤပယောဂတော်၎င်းကျွန်တော်ကိုယ်တိုင်တော်၎င်းလုံးဝပါဝင်ပတ်သက်ခဲ့ခြင်းမရှိခဲ့ပါဘူးခင်ဗျာ။ သူ့ရဲ့အိမ်အောင်ရေးဖောက်ပြမှုကြောင့်ကျွန်တော်သာလူတက်မှုကျူးလွန်ရမယ်ဆိုရင်လက်မောင်မောင်ကိုတက်စရာမလိုပါဘူးခင်ဗျာလက်မောင်မောင်အရင်တက်ရမယ်လူတွေရှိနေလို့ပဲဖြစ်ပါတယ်ကျွန်တော်ကပညာတတ်တယောက်ဖြစ်ပါတယ်ဥပဒေရဲ့သဘောတွေကိုလည်းနားလည်သူတယောက်ဖြစ်ပါတယ်ရှေ့နောက်အတိုင်းစားမရှိ အစင်းစားတင်ကျင်မှုကင်းမဲ့ခဲ့တဲ့ အခုလိုလက်လွတ်စပယ်ကျူးလွန်တဲ့အနေအထားမျိုးနဲ့ကျူးလွန်မှုဆိုတာဘလို့မှမဖြစ်နိုင်စကောင်းပါဘူးခင်ဗျာအချင်းဖြစ်နေကကျွန်တော်ဘယ်မှာရှိနေလဲဆိုတာကိုလည်း အယိုးသားဆုံးတင်ပြခဲ့ပါတယ်ရဲဌာနမှာကျွန်တော်ရဲ့အိမ်တွင်းရဲ့အခြေအနေတွေပြောမပြတာကတော့ဒီအဆင့်ထိရောက်မယ်လို့မထင်လို့ထိမ့်သိမ်းခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဟာတသက်နဲ့တကူတနက်ဆိုတဲ့လက်နက်မျိုးကို လုံးဝမကင်တွယ်ခဲ့ဘူးပါတခါမှလည်းစမ်းသပ်ပြစ်ခတ်ခြင်းမလုပ်ခဲ့ဘူးပါလိုင်စင်နဲ့ကင်ဆောင်ခွင့်ရခဲ့တာတောင်ကျွန်တော်လုံးဝမကင်ခဲ့ပါဘူးခင်ဗျာကျွန်တော်ရဲ့လက်နဲ့တနက်တလက်ကိုမိနစ်ပိုင်းများတော့မှကင်တွယ်မကြည့်ခဲ့ဘူးပါ မောင်ရည်တန်းချိန်မှာလူတယောက်ကိုတစ်ချက်တည်းနဲ့ချက်ကောင်းမှထိမှန်အောင်ပြစ်ခတ်နိုင်ဖို့ဆိုတာတနက်နဲ့အမြဲတမ်းရင်မာနေသူသာဖြစ်နိုင်ပါလိမ့်မယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာအခုလိုလားဖြစ်တာကတော့ကျွန်တော်တို့ရဲ့အတွင်းရေးကိုသိနေသူလူသက်သမားကသို့မဟုတ်တစုံတဦးကကျွန်တော်တို့ပေါ်မှာအထူးသဖြင့်ကျွန်တော်ရဲ့အပေါ်မှာမပြေတော့ကံရရှိဆိုသလိုဖြစ်အောင် ဖန်တီးသွားခြင်းသာဖြစ်လိမ့်မယ်လို့ယူဆရမှာတပါအချားမရှိနိုင်ပါခင်ဗျာ အခုလိုတရားခံဖြစ်အဆွတ်ဆွဲခံနေရတာကလည်းကျွန်တော်ရဲ့ဘဝဝေကျွေးမကင်းလို့ပဲလို့ယူဆရမှာတပါအချားမရှိပါခင်ဗျာကျွန်တော်ဟာဒီမှုနဲ့ပတ်သက်လို့ရှက်နွယ်ခြင်းတော်၎င်းကိုတိလက်ရောက်ကျူးလွန်ခဲ့ခြင်းတော်၎င်းလုံးဝမရှိကြောင်းကိုယူသားစွာတင်ပြအစ်စ်ခံရပါတယ်ခင်ဗျာအိုးလုံးဝိမာသူဤထွက်ဆိုချက်ပြီးဆုံးသည်နှင့်ကလထိုင်တွင်ထိုင်ချလိုက်ပြီးချွေးဆိုနေသော သူဤမျက်နှာကို လက်ကင်မွားနှင့်တုံနေ၏လက်ကင်မွားကအဖြူသို့သော မူလဖြူတိုင်းရှိနေသော လက်ကင်ဘွားတော့မဟုတ်ပေဖြူစွန့်နေသောလက်ကင်ဘွားပေါ်တွင် မြင်းကြောင်အနှများနှင့်အခရာစလုံးများထင်နေသည်ဒေါ်စိန်မမအစီစဉ်ရစီစဉ်ထားသော လက်ကင်ဘွားပါသည်ဦးလုံးဝိမာဥခိမောင်တန်းနှင့်ကြိုတင်ညှိထားသည့်အတိုင်းရိုရိုလေးပင်အစစ်ခံခြင်းဖြစ်ပေသည်တရလိုရှိနေကြီးမှာဦးလုံးဝိကိုဤသို့မိကွန်များထုတ်ခဲ့၏ကိုလုံးဝရဲ့စိတ်ထားပုံမှန်နေထားမရှိဘူးဆိုတော့ညင်းမလား ညင်းပါတယ်ကျွန်တော်ရဲ့စိတ်ထားသာပုံမှန်နေထားမရှိခဲ့ရင်ကျွန်တော်အလုပ်ခွင်မှာကမောက်ကမဖြစ်ကုန်မှာပါတခါမှမဖြစ်ခဲ့ဘူးပါဘူးအမာရွင်လည်းမရှိခဲ့ပါဘူးအိုးလုံးဝင်ထိုးထိုးဖြေလိုက်စဉ်တရားသူကြီးမျက်နှာပေါ်တွင်အပြုံးရိပ်တန်းသွားသည်ကိုလုံးဝေဟာတခါတည်းမှာတတိလက်လွတ်ဒေါသကြီးတယ်ဆိုတာကိုညင်းမလားဒေါသကြီးတယ်ဆိုတာကတော့မညင်းပါဘူးတတိလက်လွတ်တော့မဖြစ်ဘူးပါဘူးကျွန်တော်နေရာမျိုးမှာနေရတဲ့ယောက်ျားတိုင်းဟာ ကျွန်တော်တို့ပို့ပြီးတော့ဒေါသကြီးကြမှာပါအိမ်ဆောင်မောင်မျိုးကိုရိုက်နဲ့ထိုးကြိတ်ခဲ့တယ်ဆိုတာမှန်သလားမှန်ပါတယ်အိမ်ကားပစ္စည်းကိုခိုးလို့လက်သီးနဲ့ထိုးတာပါမိသားစဉ်ကသူနဲ့ကွာရှင်းဖို့ပြောခဲ့ပါရဲ့နဲ့မကွာရှင်းတာအမှန်တိုင်းပြောရရင် ကျွန်တော်သူ့ကိုမစွတ်လွတ်နိုင်လို့ပါပဲမိမတယောက်ကိုအထောက်ထားမပြနိုင်မဲဆွဲချက်အမျိုးမျိုးလုပ်နေတာပညာရှိနှိမ့်ဆက်တာမျိုးရောမဖြစ်နေဘူးလားညင်းပါတယ်ညင်းပါတယ်ဆိုတာကဒီလိုမပြောဘူးလို့ညင်းတာလား ဟုတ်ပါရဲ့ခမဒါဖြင့်ဘလို့များပြောခဲ့တယ်လဲလက်မောင်မောင်နဲ့အနေတိုင်းအလွန်ကြုံဖြစ်လာလို့တတိပေးစကားလောက်ပဲပြောခဲ့မှုပါတယ်မှုကင်းဖြစ်ချိန်ကကိုလုံးဝေဘယ်မှာရှိတယ်ဟာဆိုတာကိုခိုင်လုံးနဲ့တက်တည်မပြနိုင်တာနဲ့ပတ်သက်ပြီးဘာပြောချင်တယ်လဲကျွန်တော်ကားပိန်းပေါက်တဲ့နေရာမှာရှိချောင်းတက်တည်ပြထားပါတယ်ဒါကခိုင်မမခိုင်လုံးပဲဒီမှုဒီချိန်မှာဒီလိုဖြစ်မယ်ဆိုတာသိရင်တော့ကျွန်တော်မိနစ်ပိုင်းနဲ့တက်တည်ပြနိုင်မှာလိမ့်မယ် ဒီတခါတော့တရားသူကြီးရောမေကွန်းရှင်ရှင်နေကြီးပါပြုံးသွားသည်အဲ့ဒီလိုဖြစ်ပြီးတဲ့နောက်မှာကိုလုံးဝေဟာအရက်တွေအလွန်ကျွံတောက်ပြီးကနာမငင်ဖြစ်နေတယ်ဆိုတာဟုတ်ပါသလားဟုတ်ပါတယ်အမှုအတွက်စိုးရင်ပူပန်နေလို့ပေါ့မဟုတ်ပါဘူးကျွန်တော်ခြံထဲမှာလူသတ်မှုဖြစ်ပွားခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းစစ်ဆေးခံနေရတယ်မိစင်းကလည်းအင်အားထွက်သွားပါတယ်ဒါတွေကြောင့်စိတ်လှုပ်ရှားနေလို့ပါဒါဖြင့်ဒီအမှုမှာငါ့ကိုပတ်သက်တော့မှာပဲလို့ကြိုးတက်နေတယ်ဆိုပါတော့ ကျွန်တော်ဒီလိုလုံးဝမတွက်မိပါဘူးစိုးရင်စိတ်တော့ရှိနေတယ်ပေါ့မိသည်စင်ရဲ့ထွက်ဆိုချက်ကိုသိပြီးချိန်မှာတော့စိုးရင်စိတ်ဖြစ်မိပါတယ်ရဲဌာနကကိုလုံးဝေကိုဖမ်းစင်တော့ကအကြောက်ကံမငင်းငယ်ဘူးပေါ့ကျွန်တော်ဒီအမှုကိုမကျူးလွန်ကြောင်းအတိလင်းငင်းဆိုခဲ့ပါတယ်လက်မမောင်သေးကန်နီကိုလုံးဝေနာမည်ကိုတပြီးတော့ပြောဆိုသွားတာနဲ့ပတ်သက်လို့ဘယ်လိုပြောချင်တယ်လဲတေဂါနီတွေ့ယူတွေ့တဲ့ ဂင်ဟောင်ကရန်ပြောသွားတယ်လို့ပဲပြောချင်ပါတယ်။လက်မောင်မောင်ကတီကန်နီကိုလုံးဝင်ကိုတွေးလိုက်လို့ကျွန်တော်ကန့်ကွက်ပြစီ။ဥက္ကမောင်တန်းကထိုမေကွန်ကိုထား၍ကန့်ကွက်လိုက်သည်။တရားသူကြီးကကန့်ကွက်ချက်ကိုလက်မခံဘဲဆက်မေကွန်ပြူသည်။အစွဲလမ်းရပြောတယ်ဆိုတာမဖြစ်နိုင်ဘူးလား။မဖြစ်နိုင်ပါဘူးလို့ပဲဖြေပါမယ်။ဒီအရင်ကလက်မောင်မောင်နဲ့စကားများဘူးသလား။ညနေချင်းဆိုင်တောင်မှစကားမပြောဘူးပါဘူး။ ဒါပြင်လက်မမောင်တေကန်းကြီးပြောသွားတာအเจ้าမဲ့ပြောသွားတာလို့ဆိုချင်တယ်ပေါ့ဟုတ်ပါတယ်ကိုလုံးဝင်တဲ့တခါမှဘာမှမဖြစ်ဘူးပဲလက်မမောင်ကအเจ้าမဲ့ပြောတယ်ဆိုတာအတိတ်ပဲရှိပါမလားဟုတ်ကဲ့မှန်ပါတယ်အတိတ်ပဲမရှိဘူးလို့ယူဆစရာရှိပါတယ်ဒါပေမဲ့ယူဆစရာရှိတယ်ပေါ့ကျွန်တော်ဒီလိုမဆိုလိုပါဘူးခမဒါပြင်မိသစင်ကကျွန်တော်နဲ့ပတ်သက်ပြီးပြောထားကြရပြောသွားတာပဲဖြစ်နိုင်ပါလိမ့်မယ်။အော်ဒါဖြင့် မိသားစဉ်ကလက်မမောင်ကိုကိုလုံးဝေတနေ့နေ့ရံပြုတ်လိမ့်မယ်လို့ပြောထားတယ်လို့ဆိုချင်တာပေါ့ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ကိုလုံးဝေကလည်းပြောဘူးတယ်ပေါ့ကျွန်တော်မပြောဘူးပါဘူးဒါဖြင့်မိသားစဉ်ကအကြောင်းမဲ့ပြောတယ်လို့ဆိုချင်တာလားဟုတ်ပါတယ်လူတယောက်ဟာတစုံတရာသောအခြေခံအကြောင်းမရှိဘဲပြောတယ်ဆိုတာမျိုး ကိုလုံးဝေလက်ခံသလားကျွန်တော်လက်မခံပါဘူးအကြောင်းရှိရမယ်ပေါ့ဟုတ်ပါတယ်ဒီလိုကြားလိုက်ပါတယ်လို့ထွက်ဆိုခဲ့တဲ့ကိုသိမ့်မြင့်ကို ကိုလုံးဝေရသိသလားမသိပါဘူးသူက သူ့သဘောဆန္ဒလျောက်အစ်စ်ခံတယ်ဆိုတာကိုသိသလားပထမတော့ဒီလိုပဲထင်ပါတယ်နောက်မှမိသားစဉ်တိုက်တွန်းချက်အရာလို့သိရပါတယ်ကိုသိမ့်မြင့်ဟာကိုလုံးဝေနဲ့လည်းမသိဘူးရံပက်လည်းမဟုတ်ဘူးမိသားစဉ်နဲ့လည်းမိတ်ဆွေမဟုတ်ဘူးဒီတော့ကိုသိမ့်မြင့်ရဲ့အတွက်ဆိုချက်ဟာရိုးရိုးသားသားအတွက်ဆိုချက်လို့မယူဆတိုက်ဘူးလားဟုတ်ကဲ့ယူဆတိုက်ပါတယ်အမှုဖြစ်ကြောင်တစ်ခုလုံးကိုခြုံငုံသုံးသပ်လိုက်ရင် ကိုလုံးဝင်ကိုတရားခံဖြစ်ဆွဆွဲလောက်အောင် အချက်နဲ့ပြည့်စုံနေတာရောညင်းမလားဟုတ်ကဲ့ညင်းပါတယ်အချင်းလူတမ်းမှုကျူးလွန်စဉ်ကကင်တွယ်သုံးပြုခဲ့တဲ့တနတ်ကိုဖော်ထုတ်ပေးဖို့လဲညင်းနေပေါ့ကန့်ကွက်ပါတယ်ဥက္ကမောင်တန်းကကန့်ကွက်လိုက်ဤတရားသူကြီးကကန့်ကွက်ချက်ကိုလက်ခံလိုက်သည်ရှင်းနေကြီးကခက်ပြုံးပြုံးမျက်နှာထားနဲ့တရားသူကြီးမင်းကိုအယိုသိပြုပြီးသူ၏နေရာသို့တွားရောက်ထိုင်လိုက်ဤမိကိုမေးမြန်းခြင်းပြီးသွားသောကြောင့်ဦးလုံးဝေလည်းသူ၏ကလထိုင်တွင် ပြန်ထိုင်လိုက်သည် ဥလုံးဝင်အစစ်စီခံနေခြင်းနဲ့တစ်ဖက်သောရှင်နေကြီးဤမိကိုများကိုဖြစ်ကြနေခြင်းတစ်ချိန်လုံးဒေါ်စိန်မမမတားဖြစ်သူကိုကြည့်၍မချီတင်ခဲ့ဖြစ်နေရရှာသည်ရင်းမှုခင်မဖြစ်ခင်ဥလုံးဝင်ယုံထိုင်ခဲ့သည့်ယုံကန်းမှာယခုတရခွင်ယုံကန်းတဝယ်နီပါများရှိ၏ကောသောအကြံခင်ထားသည့်ယုံကန်းနေတွင်အီယာမစပွဲကြီးမှာ ပေါ်လစ်ရောင်ပြောင်းလဲနေ၏စပွဲပေါ်တွင်တယ်လီဖုန်းကနှလုံး ူတိုင်းသည့်ကလထိုင်းမှာနောက်တော့မိချလို့ရသောစုံလေကလထိုင်းရင်းနှွေးတပ်ဘူးလပည့်ရတပ်ဘူးနှင့်လာပါသောပကံစုံများမှာစပွဲပေးရှိတီးတန့်ခုံမော်တွင်အစီအရေးရှိနေသည်ဦးလုံးဝေကစုံလေကလထိုင်းကြီးပေါ်တွင် အခန့်သားထိုင်ပြီးပဲဆောင်ညာလေနောက်တော့လန်၍အင်းငိမ့်သက်သာယုံထိုင်ခဲ့သည်ရှိခိုးတော့လက်တန်းမပါတော့ကလထိုင်းတပန်ရွမ်းပေါ်မှာဒူးပေါ်လက်ကလေးနှစ်ဖက်တင်ပြီးတနေကုန်တနေကန်းထိုင်ခဲ့ရ၏ အဲ့ဒီနေ့ကဆိုရင်နားချိန်မှာအပတစ်ချိန်လုံးနီးပါးမတည့်ရက်လေးအစစ်စီးခံခဲ့ရ၏ရခင်နေရခုမြင်ကွင်းနှစ်ခုဤကွာဟာလွန်သည့်ကြောင့်ဒေါ်စိန်မမမမချီတင်ခဲ့ယူကြုံများဖြစ်နေရှာ၏အလားမပြေမျက်နှာပြောင်တိုင်နိုင်လွန်သောမိသစဉ်ကိုစိတ်ရှိလက်ရှိလှုပ်ချင်စိတ်ပေါလာ၏ဤဒီမှာဒေါ်စိန်မမသာမဟုတ် တရားရုံသို့အမှုမျိုးမျိုးနှင့်ရောင်းနေကြသောသားများ၏မိခင်တိုင်းမချီတင်ခဲ့ယူကြုံများဖြစ်ကြရသည်သား တရားရုံးရန်နာချင်းပေးလိုက်သဖြင့်ထောင်သို့ပြန်ရမည်။ဥလုံးဝေလက်ထဲတွင်ဗုဒ္ဓအဘိဓမ္မာဆိုင်ရာတရားဆောင်များတပွေးတပိုက်ကြီးပါသွားခဲ့၏။ဥလုံးဝေမှာအချင်းဤနေမြောက်ကို တရားဆောင်များနှင့် ကုံလွန်စေရန် တာဆူခဲ့ပေပြီသည်။ဟုတ်ကဲ့ပါရှင်။ဇာယီဆရာဆရာကျော်မြတ်တန်ရေးသားထားသော ထောင်သို့အဝင် ထောင်မအထွက်ဝိတုဆောင်လေးကို အပိုင်းခွန်အနေဖြင့်လက်ပြီးတော့မျှဝေဖက်ပြပေးခဲ့တာပဲဖြစ်တော့မို့ကြံရှိနေတဲ့အပိုင်းလေးတွေကိုလည်းဆက်လက်ပြီးတော့ဆောင်မျှော်နာဆင်ပေးကြပါအောင်နော်နာဆင်ပေးခဲ့ကြတဲ့နှွေဦးမိသားစု တို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်နှွေဦးမိသားစုများအားလုံးလည်းဘေးရန်တွေအပေါင်းမှကင်းဝေးကြပြီးကိုယ်စိတ်နှပြကျမ်းမာကြပါစီရှင်